စ်တပ်အာဏာသိမ်းပြီးနောက်အကြမ်းဖက်ဖမ်းဆီးခံခဲ့ရမှုတွေမိုးကုံမြို့ကရေးပူစရာတော့ဟာနိုဝင်ဘာ3ရက်မနေ့ညနေပိုင်းကပြန်လည်တော်မူခဲ့ပါတယ်။2021မတ်လ17ရက်ကမိုးကုံမြို့မှာလူမှုစင်တာထုတ်ဖော်တာကိုစစ်ကောင်စီကအကြမ်းဖက်ဖြိုခွင်းရမှာဝန်တားခဲ့လို့ရေးပူစရာတော့ဟာဖမ်းဆီးခံရပြီး၈လကျော်အကျဉ်းချခံခဲ့ရပါတယ်။ပြန်လည်လာပြီးတဲ့နောက်ကျမ်းမာရေးမကောင်းခဲ့တဲ့စရာတော့ဟာမနေ့ကညနေ6:45မိနစ်မှာတော့ပြန်လည်တော်မူသွားခဲ့ပြီဖြစ်ကြောင်း မိုးကုတ်ဒေသခံတွေကပြောပါတယ်။ရေဘူးဆရာတော်ဟာဓမ္မပတ်တော်သားတွေအာကိုအာထာပြုခဲ့ရတဲ့ဆရာတော်တစ်ပါးဖြစ်လို့စုံရှုံမှုကြီးမားကြောင်းနိုင်ငံရေးသမားတွေကပြောပါတယ်။ဆရာတော်ဟာပရာဟိတအပြင်စာမသင်နိုင်တဲ့ကလေးတွေအတွက်အခမဲ့စာသင်ကျောင်းတွေဖွင့်လှစ်ခဲ့ပြီးအဖိနှိတ်ခံပြည်သူတွေရှေ့ကနေအမြဲရည်တည်ခဲ့တဲ့ဆရာတော်ဖြစ်တယ်လို့တက်ကြွလှူရှားသူကိုသိန်းအောင်မြင့်ကလူမှုကွန်ရက်မှာရေးသားပါတယ်။ဆရာတော်ပြန်လည်တော်မူခဲ့တာဟာမိုးကုတ်မြို့အတွက်သာမကဘဲ မြမအရေးအတွက်ပါဆုံးရှုံးမှုကြီးပါလို့သူကဆိုပါတယ်။ဆရာတော်ဟာအာနာသိန်းကာလမတိုင်ခင်ကတည်းကနိုင်ငံရေးတက်ကြွလှုပ်ရှားသူဖြစ်တဲ့အတွက်စစ်အာဏာရှင်တွေရဲ့မျက်မှောက်ကျမှုကိုခံခဲ့ရသူဖြစ်ကြောင်းနှိစက်သူတွေကပြောပါတယ်။ရေးပူဆရာတော်ဟာ2015ဂျွန်လကသူ့ရဲ့ကျောင်းတိုင်ဝင်အတွေ့ကျောင်းဆောင်တဲ့စောက်ဖို့နဲ့ဇေဒီတီဖို့မြေပြုပြင်တာကိုကြောက်တူးဖို့ရဲဆိုပြီးတရားမဝင်ကြောက်မြတ်တူးဖို့မှုသာသနာတော်ညှို့နှွမ်းစေမှုနဲ့ တရားမဝင်တစ်တွေသိမ်းဆီးထားမှုစတဲ့ပုံမှ၃ခုနဲ့မိုးကုံမြို့မှာရဲစခန်းကနေဖမ်းဆီးခဲ့ပူးပါတယ်။အဲ့ဒီအချိန်ကစစ်ဘိုးချုပ်ဟောင်းဦးသိန်းစိရဲ့ပြည်ခိုင်ဖြိုးအစိုးရလက်ထက်ဖြစ်ပါတယ်။ဒါအပြင်ရေပူစရာတော်ဟာမိုးကုံမြို့မှာ2000ခွန်ရွှေဝါရောင် တော်လန်ရီတန်ကလှုပ်ရှားမှုကိုဦးဆောင်လှုပ်ရှားခဲ့တဲ့စရာတော်တစ်ပါးလေးဖြစ်ပါတယ်ရှင်။